ဒီစကားလေးကိုမှတ်ထားတံဝါဒေနဆက်ဆံပေါင်းတင်ကြည်ချင်းဖြစ်တိလံကိုချင်းတရားကိုဝိရိတ္တံသိနိုင်တယ်တူအကြောင်းကိုသိချင်းလူတယောက်ရဲ့ကိုချင်းတရားကောင်းမကောင်းကိုချင်းတရားကောင်းမကောင်းကို အပေါ်ယံကြည့်လို့သိမလားမသိဘူးတဲ့ကိုချင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းတင်ကြည့်လို့ရှင်သိတယ် ကြာကြာနေပြီးတော့တိအဲ့လိုတိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားမဟောတော့တင်စခေါ်ဒီကေနအတုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ဘာလို့ဆိုလူလောကမှာဟန်ဆောင်နေတဲ့ပုံစံတွေကအများကြီးရှိတယ်လေပရမကြီးလိုက်တဲ့အခါကျကိုချင်းတရားကောင်းတဲ့အောင်အောင်ရှိတယ်ကြာကြာပေါင်းတဲ့အခါကျကြာကြာမထိန်နိုင်တဲ့အခါကိုချင်းတရားမကောင်းဘူးဆိုတာသိလာတယ်ပေါ့နော်